can you see me တချင်းอ่ะဘယ်လိုကနေဆောက်လို့ဖြစ်လဲဆိုတော့ကျွန်တော်ဘေးနားမှာရှိရဲအဲ့လိုကျွန်တော်ရတငယ်ချင်းတွေကျွန်တော်အတိမိတ်ဆွေတွေကျွန်တော်နဲ့အလုပ်လုပ်နေတဲ့အဲ့လိုလုံးဝကင်ဘတ်တွေတချို့တော်တော်များများအဲ့လိုကျွန်တော်သိရလို့ထင်ပေမဲ့အဲ့လိုသူတို့တကယ်မသိဘူးဗျာအဲသူတို့သူတို့မသိဘူးဆိုတော့အကြောင်းရင်းကိုကျွန်တော်ပြောပြဖို့အတွက်စဉ်းစားနေပြီးတော့အဲ့တချင်းကဖြစ်လာအဲဟိုဟာဘော တချို့သူတို့အဲ့လိုထင်ထားတဲ့အဲ့လိုသူတို့ထင်ကြီးနေရှိရဗျာတကယ်တော့သူတို့ထင်ကြီးနေတယ်ကျွန်တော်တကယ်ဖြစ်နေတဲ့ဟာနဲ့ကိုက်ညီမှုမရှိဘူးဆိုတော့ကျွန်တော်ပြောပြကြကျွန်တော်အဲ့ရနေစဆင်းလာပြီးတော့ကံကြီးစီမီဖြစ်လာမင်္ဂလာပါလေစီဖြစ်ပါတယ်ကျွန်တော်ခုရောက်နေတာကတော့ R&D Studio မှာပါ R&D Studio by Variety ကနေလောက်တဲ့ Passion and Answer ဆိုတဲ့ program လေးမှာ ကျွန်တော်တို့ပြင်ဆင်ထားတဲ့မေးခွန်းလေးတွေဖြေပြီးသွားမှာဖြစ်ပါတယ်။ကဲစလိုက်ကြအောင်။ကျွန်တော်ရဲ့ပထမဦးဆုံးတခြင်းဆိုလို့ရှိရင် Found It 2ဆိုတဲ့တခြင်းပါ။တော်တော်လွဲပါတယ်။ကြိုက်ပါအဲ့တခြင်း။ကျွန်တော်ဇကလုံး၃လုံးနဲ့ဖော်ပြမယ်ဆိုရင်နေဦးလင်း ကျွန်တော်နာမည်နဲ့ပေါ်ပြပါအားရချိန်ဒီမှာဘာတွေလုတ်ဖြစ်လဲဆိုတော့ဟိုဟာတချင်းနှားထောင်ပြတ်တယ်ပြီးတော့ဂိမ်းဆော့တယ်ဘလူးတချင်းမျိုးစားတွေကိုနားထောင်ရတဲ့ကြိုက်လဲဆိုတော့ hip hop ရယ် pop ရယ် r&b ရယ်မတ်ရယ်ဒါဒါပါပဲ ကျွန်တော်ဆိုခဲ့တဲ့သချင်းတွေတဲမှာအခြေဆုံးသချင်းကိုပြောပြပါဆိုရင်ဟွာအခုထိကတော့ Genesis ပေါ့ဟွာပိန်လို့ပေါ့နော်ပြီးတော့အကောင်အရန်သိလို့အဲကြတော့ကျွန်တော်နည်းနည်းရှိန်အောင်လို့ အဲ့လိုစပင်ရှင်နဲ့ဆိုအဲ့လိုဒီကောင်ဖိုက်တာလားလူမိုက်လားလူဆိုးလားအဲ့လိုထင်ခံရအောင်လို့ဆိုပြီးစထားရတယ်အခုချိန်ဒီမညက်ပြတ်တော့လောလောဆယ်ကျွန်တော်သဘောကျတဲ့ fashion ဆိုရင် street fashion ပါပဲ street wear ပေါ့ဟုတ်အဲတချင်းဆိုတာပြင်ကျွန်တော်ဝါသနာပါတဲ့ဟာတွေဆိုရင်ကျွန်တော် ဘီလျက်ထိုးတာဝါသနာပါတယ်ဂိမ်းဆော့တာဝါသနာပါတယ်ဒါဒါပါပဲအော်တိုင်းဖေဗရိတ်ဆောင်းပါလဲဆိုရင်ဟိုလမ်းမေးကန်များတဲ့က on track ရဲ့ microphone ကျွန်တော်ရေချိုးကန်ထဲမှာသချင်းဆူတက်တဲ့လူမျိုးတွေမှာပါတယ်ရေချိုးကန်ထဲမှာမဟုတ်ပါအိမ်သားတွေလည်းဆူတယ်အဲ့လို ထမင်းစားနေတဲ့ချိန်လေတခါတလေထတာဆိုမောင်ရေကကာရိုက်တာအကြောင်းပြောမယ်ဆိုရင်မောင်ရေကကျွန်တော်ဟွာပေါ့မောင်ရေကကျွန်တော်ကိုအဲ့လိုအဲကျွန်တော်နဲ့ပတ်သက်ပြီးတော့လူတွေမမြင်သေးတဲ့ကျွန်တော်ရဲ့တခြား site တခုရှိရဗျအဲ့အချမ်းကိုကျွန်တော်ဖော်ပြခြင်းနဲ့ကျွန်တော်ရဲ့ personal တခုပေါ့နောက်ထပ်ကျွန်တော်ရဲ့ personality တခု အနေနဲ့ဖော်ပြချင်တာပေါ့မောင်ရေခဲ့ရအဲအားကြောင့်ပုံဖော်ထားအခွေထဲမှာတော့မောင်ရေခဲ့အကြောင်းပုတ်ပါမယ်ပေါ့သုံးဖို့လောက်ပါခွေရောကန်ယူစီမီသချင်းအားဘလို့ကနေဆောက်လို့ဖြစ်လဲဆိုတော့ကျွန်တော်ဘေးနားမှာ ရှိရဲအဲ့လိုကျွန်တော်ရဲ့တငယ်ချင်းတွေကျွန်တော်အတိမိတ်ဆွေတွေကျွန်တော်နဲ့အလုပ်လုပ်နေတဲ့အဲ့လိုလုံးဝကင်ဘတ်တွေတချို့တော်တော်များများအဲ့လိုကျွန်တော်သိရလို့ထင်ပေမဲ့အဲ့လိုသူတို့တကယ်မသိဘူးဗျာ သူတို့သူတို့မသိဘူးဆိုတဲ့အကြောင်းရင်းကိုကျွန်တော် ပြောပြဖို့အတွက်စဉ်းစားရနေပြီးတော့အဲ့တချင်ကဖြစ်လာအဲဟိုဘောတချို့သူတို့အဲ့လိုထင်ထားတယ်အဲ့လိုသူတို့ထင်ကြီးတွေရှိရဗျာတကယ်တော့သူတို့ထင်ကြီးတွေနဲ့ကျွန်တော်တကယ်ဖြစ်နေတဲ့ဟာနဲ့ကိုက်ညီမှုမရှိဘူးဆိုတော့ကျွန်တော်ပြောပြချင်တာအဲ့ရနေစစဉ်းစားပြီးတော့ကံကြီးစီးမိဖြစ်လာတချင်းနောက်ထောင်ပြီးွားတဲ့လူတွေကတော့ကျွန်တော် မြင်လားမမြင်လားတော့မသိဘူးเนาะဒါပေမဲ့ဟို ကျွန်တော် album ထွက်ပြီးသွားတဲ့အချိန်ရောက်လို့ရှိလို့ရှင်တော့တို့အကုန်လုံးကျွန်တော် data ပို့ပြီးမြင်နိုင်လိမ့်မယ်လို့ထင်တယ်ဗောနော် album ထဲမှာကြာပို့ပြီးပြည့်ပြည့်စုံစုံပါတာဗောကျွန်တော်အကြောင်းတရားကြောင့်ချင်းတစ်ပုတ်တည်းကြာတော့မပြည့်စုံလောက်တည်နော် Can you see me again ကလောက်ရတဲ့ရည်ရချက်ကကျွန်တော် if album မထွက်ခင်စကြမှာကျွန်တော် gambling လုပ်ကြည့်တဲ့သဘောမျိုးပဲဘာလဲဆိုတော့ကျွန်တော်ဒီတခြင်း နဲ့ကျွန်တော်အဲ့လိုကျွန်တော်တချင်းထွက်လို့ရှိလို့ရှိရင်လူတွေဝယ်မလားမဝယ်မလားကျွန်တော်သိကြတယ်ဗျအဲ့ဒါကြောင့်လဲကျွန်တော် can you see me ကိုကျွန်တော် march နဲ့တချင်းနဲ့တွဲပြီးတော့ကျွန်တော်စပြီး publish လုပ်တယ်ပေါ့နော်အဲ့အဲ့ပုံစံလုပ်တယ်ဆိုတော့တချင်းတချင်းပေါ်မူတည်ပြီးတော့ပဲ can you see me ကတ်ဂိမ်းကဖြစ်လာတာပေါ့ကျွန်တော်တချင်းကလည်းကျွန်တော်ဘေးနားမှာရှိတဲ့လူတွေကကျွန်တော်ကိုအဲ့လိုအဲသူတို့ထင်ရှားတွေသူတို့မြင်နေတဲ့အမြင်တွေနဲ့သူတို့အဲ့လို imagination လုပ်ထားတဲ့ ဲ့လို figure တစ်ခုရှိတယ်ဒါပေမဲ့အဲ့ဒါတွေကတကယ်တော့ကျွန်တော်ရဲ့ reality နဲ့ကိုက်ညီမှုမရှိဘူးသူတို့ expect လုပ်ထားတဲ့ဟာနဲ့အဲ့လိုပဲ campaign ကိုစော့တဲ့လူတွေကလည်းသူတို့ဘေးနားမှာအရင်ဒီဆုံးလို့ထင်ရပါမယ်အဲတကယ်တော့သူတို့တယောက်ချင်းသည်မတိကြတဲ့အခြေအနေမျိုးတွေမှာဖြစ်စေခြင်းနဲ့ရည်ရွယ်ချက်နဲ့ဒီ campaign ကိုထောက်ထားပါဘူးသူတို့ဒီထပ်ပို့ပြီးတော့ရင်းနှီးစေခြင်းနဲ့ရည်ရွယ်ချက်ပေါ့နော်အဲ့လိုရင်းနှီးဖြစ်သွားစေခြင်းလို့ close ဖြစ်စေခြင်းနဲ့ရည်ရွယ်ချက်နဲ့ဒီ campaign ကိုလုပ်ထားပါ ကျွန်တော်တချင်တပုတ်ဖန်တီးမယ်ဆိုရင်ဘယ်ကနေစပြီးဖန်တီးဖြစ်လဲဆိုတော့ဟိုကများသောအားဖြင့်ကျွန်တော်အဲ့လိုအဲ့လိုကျွန်တော်လူတွေကိုကျွန်တော်ဗာပြောပြခြင်းလဲဆိုတဲ့ဟာကိုကျွန်တော်စဉ်းစားတယ်ပထမအဦးဆုံးတစ်ခုကအဲဟိုကဟိုက vision ပေါ့ concept ပေါ့ကိုဒီတချင်တပုတ်ရဲ့ concept ကိုကျွန်တော်စသအောင်ဆုံးစစဉ်းစားတယ်ပြီးကြတော့မှအဲ့ concept ပေါ်မူတည်ပြီးတော့အဲ့လိုထွက်လာတဲ့စာသားနဲ့ live ဖတ်မဲ့ music ကိုစတဲ့ပြီးကြတော့မှအဲ့လို အဲ့ concept ပေါ်ကိုအခြေခံပြီးတော့ပဲအဲ့လိုဟိုဟာတချင်းကိုတည့်ပြီးတော့ပုံဖော်တယ်ပေါ့ concept ကအရေးကြီးတော့ပေါ့အဲ့လိုဘာ vision ပေါ့အဲ့လိုအဲ့လိုအဲ့လိုပဲပြောအိုင်ဒီယာပဲအိုင်ဒီယာအရေးကြီးတော့ဘလို့ဘလို့စိတ်ကူးစိတ်တန်းနဲ့ဒီတချင်းကိုပုံဖော်မှာလဲဘလို့ပုံစံနဲ့လူတွေစီကို deliver ဖြစ်အောင်လုပ်မှာလဲဆိုတော့အဲ့ဒီ idea အရေးကြီးဆုံးပဲလို့ထင်တာအဲ့လို အရင်တော့သူရှိရလေ music ကအရေးကြီးဆုံးလို့ဘာလို့အဲ့လိုငငယ်တော့ဆိုကာယံအရေးကြီးဆုံးလို့ flow ကအရေးကြီးဆုံးလို့အဲ့လိုမဟုတ်ဘူးဗျာကျွန်တော်တို့ကအခုကအဲ့တချို့အပုတ်တွေမှာဟိုဟာ music ကအဲ့လိုစကူညာကွန်မြူထားပြီးတော့အဲ့လိုကလိထားတဲ့ဟာအရန်ထူးကြုံနေတာလည်းဖြစ်နိုင်တယ်တချို့ပုတ်တွေမှာ lyric ကပဲဥဆောင်နေတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့ idea အရေးကြီးဆုံးလို့ထင်တယ်။တခြင်းတစ်ပုတ်မှာအရေးကြီးဆုံးကဘာလဲဆိုလို့ရှိရင် ကျွန်တော်ရဲ့ if second edition album က top ဖို့ရှိပါတယ်။အဲအခုဟိုဟာ sponsor တွေနဲ့လည်းစကားတွေပြောနေတယ်ပေါ့နော်။ဟိုတော်တော်လေး potential ရှိပါတယ်။ဟိုအမြန်ဆုံးထွက်နိုင်အောင်လေးစူးစမ်းပါဘာ။ကျွန်တော်ကိုယ်တိုင်လည်းထွက်ချင်နေပြီ။နားထောင်စေခြင်းပြီ။အဲ့လိုပြောကျွန်တော်ရဲ့ if urban second edition urban เนี่ยอ่ะ အရဆုံးတခြင်းဆိုလို့ရှိရင်တော့အကုန်လုံးအရအကုန်လုံးကြိုက်တယ်။ဒါမှမဟုတ်တပုတ်ကိုပြောပြပါဆိုလို့ရှိရင်တော့ပြပြလို့ရတယ်ပေါ့နော်တပုတ်တပုတ်ကမိုးလင်းသွားသောညများဆိုတဲ့တခြင်းပါတခြင်းကြောက်ရ Playboy မဟုတ်ဘူး Play Girl Cute Boy မဟုတ်ဘူး Cute Girl လေး Cute Girl လေးအကြောင်းဟိုးလွယ်လိုက်တာအာ Play Girl လေးအကြောင်းဆိုတာပါအဲကောင်မလေးရလာလာ Play တယ်ပေါ့အဲအဲ့လိုအကြောင်းရပါ ။တချင်းနေထဲမှာကျွန်တော်ရဲ့အဲ့လိုမျိုး အများနဲ့ပါလိရှိရဟာဆိုလို့ရှိရင်ဒေါသဖြစ်မှာပေါ့။တချင်းတော်တော်များများမှာဒေါသပါလိရှိတယ်။တန်းနိုင်တယ်များဒေါသကိုထိထိန်းချုပ်ဖို့ကြိုးစားနေတယ်။ဘာလို့လဲအသက်အရွယ်ကနည်းနည်းကြီးလာတော့လေတရားနဲ့နည်းနည်းဖြည့်လာတရားဆိုအတိတရားပါ။တိတရားအဲ့လိုနည်းနည်းကတ်လာဒေါသမပအောင် ထိန်းလာတယ်နောက်ပိုင်း music career ကိုဘယ်လိုစောက်ယူဝင်လာဆိုတော့ကျွန်တော်အကိုအကိုအကြောင်းပါကျွန်တော်အကိုကအဲအဲတချင်းပေးနာထောင်ရာနေစပြီးတော့သူတချင်းတွေဘာတွေစရေးတယ်သူရေးတာကိုကိုကလိုက်ပြီးတော့ဟဲ့အောင်ဒီကတော့ဒီလိုလေးထင်တယ်မင်းစိုးနေတာဘာလေးချော်နေအေးဟုတ်လားဘာချော်ရယ်ဆိုတော့ငါစိုးနေတာဘာမဝင်ဘူးဘာညာဆိုတော့အဲ့လိုပြောတယ်အဲ့ဒါဘာမဝင်ဆိုတာဘာလဲပေါ့ ဘာဆိုတာအရင်တင်းနဲ့၃လေးတွေအဲ့လိုရီရတယ်ဘာညာဆိုသူအဲ့ရနေစပြီးပိုးသွင်းလိုက်တာ။ तू ကတချင်းအရင်စဆိုတာ။ तू ဆိုတာကနေပြီးတော့ကျွန်တော်ကလိုက်ပြီးတော့ तू ရေးတဲ့ဟာကိုဝင်လှုပ်ကြည့်တာ။လှုပ်ကြည့်ရင်လည်းကျွန်တော်အဲအဲ့လိုစတင်လာတယ်လို့ထင်တယ်။သူ့ကြောင့်လို့ထင်။အခုကတော့ explain the gram ဆိုတဲ့ session ကိုရောက်လွတ်လာပါပြီ။ R&D studio ကကျွန်တော်ဓာတ်ပုံလေးရွေးပေးထားတယ်လို့ပြောတယ်။ဘာလဲဆိုတာကျွန်တော်လည်းသူကြည့်လိုက်ရအောင်။ဟမ်။အဲ့ဒါဘယ်တော့อ่ะ အဲ့ဒါသိတယ်ခဏနေအာအီးယာတကြံတော့ဟာနဲ့တူတယ်တကြံတော့ဟာဟုတ်တယ်တကြံဘယ်နည်းနေလဲတော့ကျွန်တော်လည်းမမှတ်မိတော့အဲ့ဒါလေအာမမှတ်မိတော့တကြံဘယ်နှခုနေလဲတော့တေချာတော့မမှတ်မိကျွန်တော်တေချာမမှတ်မိတာတကြံပဲအာ MRT 4မှာဆိုတော့နေမယ် MRT 4ဆိုရင်2014 15အဲ့နာဝင်းကျင်ဟာပဲဟုတ်တယ်အဲ့နာဝင်းကျင်ရလို့ ဒါကတော့ရွှေကြီးရွှေကြီးမင်္ဂလာဆောင်ပါနော်ရွှေကြီးမင်္ဂလာဆောင်တော့ဟိုဟာကျွန်တော်ကျွန်တော်တို့အဲ့နေကအဲ့လိုဝိုင်းနေတောက်ပြီးတော့မိုးယူကွက်ပြဲအဲ့နေကအဲ့လိုရွှေကြီးရဲ့အဲ့လိုမင်္ဂလာဆောင်မှာကျွန်တော်တို့ celebrate လုပ်ပြီးပွဲလေးပေါ့နော်အဲ့နေကဖြစ်ပါတယ်အော်အမ်အဲ့ဒါဘယ်မှာလဲမသိအဲ့ဒါကပြင်ဦးလွင်လားမန္တလေးလားမသိဘူးအဲ့လိုတနေရပါတယ်တေချာတော့အဲ့တုန်းက quality ကိုကျွန်တော်အအင်းကြီးလက်ဆောင်ပေးထားတာဆိုတော့ဟုတ်တယ်မန္တလေးဒါမှမဟုတ်ပြုံးလွင်ပါနေမယ်အဲ့လိုပွဲတစ်ခုခုမှစုံလာလို့ထင်တယ်ကျွန်တော်တခြားတော့မမှမမိတော့ Okay ပါဆိုတော့ကျွန်တော်မေးခွန်းတွေအားလုံးလည်းဖြည့်ပြီးသွားပြီ music ကို passionate ဖြစ်တဲ့လူငယ်တွေအားလုံးလည်းဒီ season ကိုကြည့်ပြီးတော့ကြားနေတက်ကြလိမ့်မယ်လို့ညွှန်လိုက်ပါတယ်ဆိုတော့တခြား industry က artist တွေလည်းလာဖို့ရှိရတဲ့အတွက်ကြောင့်မလို့စိတ်ဝင်စားရဆိုလို့ရှိရင် R&D Studio ရဲ့ YouTube channel ကို like and subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်ခင်ဗျာ။